တော့ဒီ2025မှာ view များကျင်တယ် follower တွေများများရကျင်တယ်ကျွန်တော်တို့ဝင်ငွေတွေ Facebook ကနေပြီးတော့များများရကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့မဖြစ်မနေတုံးပေးတင်တယ်ခေါင်းစည်းလေးတွေကိုပြောပြပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ video တစ်ပုဒ်မှာဆိုလို့ရှိရင်ကျွန်တော်တို့တွေခေါင်းစည်းကိုလူတွေကအရင်ဆုံးကြည့်ကြတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ခေါင်းစည်းကပါဝါရှိနေဖို့လိုအပ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့တွေက video တစ်ပုဒ်မှာကျွန်တော်တို့ အထဲကဘလောက်ပဲသူအတ္တတီကောင်းပါသည်ခွန်ထန်းဒီဘလောက်ပဲကောင်းနေပါသည်ခေါင်းစည်းရေးသားတာလုံးဝသူတို့အတွက်ဆွဲဆောင်မှုမရှိဘူးဆိုလို့ရှင် every video တစ်ပုဒ်ကလုံးဝပေါက်မှာမဟုတ်ပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လက်တွေ့ခံစားခဲ့ရလို့ပဲဖြစ်ပါတယ်เนาะဒါကြောင့်မို့လို့ကျွန်တော်ပြန်ပြီးတော့မျှဝေပြတာဖြစ်ပါတယ် ပထမအုံဆုံးခေါင်းကြီးတစ်ခုကတော့ကျွန်တော်ဒီနီလန်းဖြစ်ပါတယ်။ယူကနေပြီးတော့နီလန်းပေးတာခေါင်းစဉ်ကိုဥပမာတစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တလအတွင် follower 2အောင်လုပ်နေပေါ့နော်။တလအတွင် follower 2အောင်လုပ်နေပေါ့။အဲ့လိုမျိုးရေးသားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကလူတော်တော်များများစိတ်ဝင်စားတယ်။ဟာတလအထင်းနဲ့သူ follower 2အောင်ဘယ်လိုလုပ်မှာလဲပေါ့နော်။တပတ်ထင်းနဲ့ follower 2အောင်ဘယ်လိုလုပ်မှာလဲ။တလအတွင် follower 2အောင် နီလန်၃ခုနီလန်၂ခုနီလန်၁ခုပေါ့နော်အဲ့လိုမျိုးဒါဥပမာနဲ့ကျွန်တော်ပြောပြတာအဲ့လိုမျိုးခေါင်းကြီးမျိုးတွေကိုထည့်ပြီးတော့ရေးပါအဲ့လိုမျိုးရေးတဲ့အခါမှာလူတွေကစိတ်ဝင်စားတယ်သူဘယ်လိုလုပ်မှလဲပေါ့နော်အဲ့ဒါကနံပါတ်၁တစ်ချက်နောက်ထပ်တစ်ခုကကျွန်တော်ကျုပ်ကြီးကအချက်အလက်နဲ့တွားတာပေါ့နော်အချက်အလက်နဲ့တွားတာအဲ့တော့ Facebook page တုံးသူတိုင်းမကြည့်မနေတည်ရမယ်၃ချက် monetization အောင်မြင်တယ်ဆိုလို့ချင်းဒီ၅ချက်ကိုလောက်ပါ ျွန်တော်အဲ့လိုမျိုးကြီးပေါ့နော်အချက်လည်းကျွန်တော်ဒီကရေးပြီးတော့ချဲ့သွင်းတာပေါ့နော်ဒီလိုမျိုးခေါင်းစည်းမျိုးတွေကိုကျွန်တော်ဒီအသုံးပြုရပါတယ်အဲ့တော့ခေါင်းစည်းခုနကပေးတယ်ပေါ့နော်ပြီးလို့ရှိရင်အချက်နောက်တစ်ခုကကျတော့ကျွန်တော်ပါလဲဆိုလို့ရှိရင်အလွယ်လောက်တာပေါ့နော်အာအလွယ်လောက်တာအလွယ်ပူဆုံးဂျီမေးဖွင့်ကြီးပေါ့နော်အာ2025မှာအလွယ်ပူဆုံးဂျီမေးဖွင့်ကြီးရ60ဆောက်ရမလို့ပဲနဲ့ ဖေဖို့ပိတ်နေအလွယ်ရှိနေပေါ့နော်အလွယ်ဆိုတော့ကျွန်တော်အလွယ်ထည့်ပြီးတော့အဲ့လိုမျိုးသုံးလားလူတွေကအလွယ်ကိုကြိုက်ကြတယ်အလွယ်ကိုညှက်တတ်ကြတယ်ပေါ့နော်လွယ်လွယ်ကူကူညှက်တတ်ကြတယ်အဲ့ဒီလိုမျိုးကြောင့်ကျွန်တော်တို့ကအဲ့လိုမျိုးအောင်းကြီးတွေကိုထည့်ပြီးတော့တုံးပြရပါတယ်။နောက်တစ်ခုကကျွန်တော်မေးခွန်းပေါ့နော်။မေးခွန်း Facebook မှာဝင်ဝင်များများရအောင်ဘယ်လိုလုပ်ရမလဲပေါ့နော်။ Facebook monetization invites ရအောင်ဘယ်လိုလုပ်ရမလဲနော်။ အဲ့ဒီလိုမျိုးဂျုံဒီကမေခွန်းနေပေါ့နော်ဒါကကျတော့မေခွန်းပိုင်းအများကြီးဂျုံဒီမေခွန်းနဲ့ပတ်သက်ပြီးတော့ဂျုံချပြီးတော့ရည်ကြည်လိုက် ပေါ့နော်ပူဖန်တီးရဲ့ခွန်ထန့်ကိုပဲကိုကပြန်ပြီးတော့ကိုပြောသွားတဲ့စကားလုံးနေထဲမှာကိုကဘယ်လိုမျိုးခွန်ထန့်ကိုရည်ကောင်းမလဲပေါ့နော်ကိုကလည်းကိုအရင်ဆုံးဆွဲထုတ်ကြည့်လိုက်၄ငါးခုလောက်ဆွဲထုတ်ကြည့်လိုက်ဆွဲထုတ်ကြည့်ပြီးတော့မှဂျုံအဲ့ဒီမှာကိုအကြိုက်နေတဲ့တုံးအကြိုက်ဆုံးတစ်ခုကိုဂျုံဒီက အဲ့ဒီခေါင်းစည်းကိုတုံးပေါ့နော်အဲ့တော့ခေါင်းစည်းတွေကတော့ကျွန်တော်တွေအများကြီးရှိရဲအဲ့တော့ကျွန်တော်အခုပြောပြသွားတာဆိုလို့ချင်းနီလန်းရဲ့အရှက်ရဲ့မေးခွန်းရဲ့အလွယ်ပေါ့နော်အလွယ်ပူစောကျွန်တော်တွေအဲ့လိုမျိုးကျွန်တော်တွေထည့်တုံးတဲ့အခါမှာလူတော်တော်များကစိတ်ဝင်စားပါတယ်အဲ့တော့ကျွန်တော်ဒီလိုခေါင်းစည်းတွေကလည်းအရေးပါပါတယ်နော်ဝင်ဝင်များများရစီဖို့နောက်တစ်ခုက view တွေရစီဖို့ပေါ့နော် follower တွေတိုးစီဖို့ ဒီချက်တွေကအရန်ကိုရေးကြည့်ပါလေကျွန်တော်ကိုယ်တိုင်လက်တွေ့ခံခဲ့ရပူတဲ့သူတယောက်လက်တွေ့ကြုံတွေ့ခဲ့တဲ့သူတယောက်ဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်လည်းဒီလိုပါဝါရှိတဲ့နီးတွေကိုပါဝါရှိတဲ့ခေါင်းကြီးတွေကိုအခုနောက်ပိုင်းကျွန်တော်တုံးလာတာနှစ်ပတ်သုံးပတ်မြောက်ရှိပါပြီဖြစ်တဲ့အတွက်ကျွန်တော်ကိုယ်တိုင်ပြန်ပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဗီဒီယိုတွေကိုကြည့်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဘယ်လိုမျိုးအကြောင်းအရာတွေကိုသိချင်လဲဆိုတာလည်း comment လေးမှာရှင်းပြခဲ့ပါဦးခင်ဗျာ